းတော့အကိုနဲ့ကနည်းနည်းတော့ထူးဆန်းဘယ်လိုပြောရမလဲသူနဲ့ကြတော့ဟိုတငယ်ချင်းလို့ဆိုတာတက်ဟိုအကိုလေးလို့အကိုလိုဖြစ်သွားတာပါနော်အကိုလိုဖြစ်သွားတော့အကိုကပြောမယ်ဆိုတော့အချိန်တိုင်းလို့လက်ချရိုက်တာများတယ်။ခါစားပြောရလဲပြောတာပေါ့ဒါပေမဲ့ခီးကြီးပါရေးသွားလို့ရတော့တလန်းလုံးနှတ်ထောင်ပြီးတော့စောက်တော့စောက်ဘယ်ကမလဲမိုင်း အကောဘူကြည်ပါရဲ့ကျွန်တော်ကကျွန်တော်ကလို့ကျွန်တော်ကကြောက်ဘလို့လဲဆိုတော့ပြန်ပုတ်ဖြစ်တယ်နာမည်ကြီးသမင်းကပြောမယ်ဆိုရင်တော့အကိုကပြောမယ်ဆိုရင်ဟိုလက်တွဲခေါ်ပြီးပါတယ်လက်တွဲခေါ်ပြီးပါဆိုတော့ဒီချားပွဲဒါပြင်မှာကိုကကိုတယောက်တည်းသွားဆိုတဲ့အခါကျတော့ရှင်ဟိုဘယ်လိုပြောရမလဲဟို AC ပုံစံအတည်းမှာ A အရင်စကားအရင်ပြောရဲထဲမှာလည်းမပါဘူးပြီးတော့ဟိုတချင်းစိုးကြိုက်ရှိတာဆိုဝင်ပြန်စင်းလာခဲ့ကောင် အဲ့လိုမျိုးဆိုတော့စုကန်နီးကြနိုးရှင်နဲ့ရင်းနေပန်းတွေတုံပြီးတော့အဲ့လိုမျိုးကြောက်သလိုလိုလိုဖြစ်နေတာပေါ့နော်အဲ့လိုမျိုးဖြစ်တော့သူလည်းရံဖြစ်ခဲ့ရပဲဒါပေမဲ့အဲ့လိုသူတွဲခေါ်ပေးရတင်ပေးရပြီးသွားရင်တချင်းရွေးချယ်တဲ့အပိုင်းနေရာအစားပေါ့နော်သူတို့ကြတော့ဒီဟိုနေဒီမှာလိုက်စုံနေကြဆိုတော့ငါဒီနေရာတော့ဒီလိုလိုကြိုက်တယ်ညီလေးရဲ့ဒီမျိုးပေါ်အချင်းနေနဲ့အဆင်မပြေဘူးပဲအဲ့လိုကြရင်ကိုကပုံစံနေကုန်ပြန်ပြောင်းရဲပြီးသွားရင် ဟိုကျွန်တော်ဘောလုံးပွဲတစ်ခုကြည့်တယ်လို့ပဲဘောလုံးပွဲအပြင်းနေကြည့်တော့လွယ်တာဗျာတကယ်တမ်းဝင်ကြည့်လိုက်တဲ့အခါကျတော့ရှင်ဟိုပြောမယ်ဆိုရင်သူ့အထဲမှာလောက်ရတဲ့ဘိုင်းနေခက်ခဲတဲ့ဘိုင်းနေရှိအဲ့လိုပဲကျွန်တော်လည်းပထမတော့ဟိုကိုကြီးဆိုလိုက်လို့ရှင်တချင်းနေနုနုရရလေးဆိုတာဟိုသိရမလားတကယ်တမ်းပွဲမှာကျတော့ပြည်သက်တရားအဲ့လိုမျိုးတစ်ခါလေတောင်းဆိုတဲ့ချင်းနေရှိဘလူတချင်းလုံးမျိုးလေးဆိုပြီးပါပါဆိုလို့ရှင်အကိုကအဲ့လိုချက်ချင်းညာရင်းချင်းချက်ချင်းကြက်ပြီးတော့သူကအဲ့လိုစူးစမ်းစူးစမ်းဆိုတော့ သူ့မြင်ရတော့အော်ငါဘာကြီးလုပ်ဖို့လိုရဲဘလိုဘလိုလုပ်ဖို့လိုရဲဆိုတော့ဒါတော့ပညာရေးလည်းအများကြီးရတာပေါ့ပြောတာဗီဒီယိုလည်းဒါပိတ်သက်တွေတွေ့မှာပါအစင်ပေါ်မှာဆိုလည်းဒါနှစ်ယောက်သားအတူတူဆိုတာလေးတွေတချို့ဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲနှစ်ယောက်တူတူကြတော့ကြိုပြီးတော့မတိုက်ထားရလေးရှိရယ်စင်ပေါ်ရောက်တော့မှဟိုဆိုရတဲ့ခါမျိုးရှိရောအဲအဲကြလို့ရှိရင်လည်းဒါအမှားပြင်းမရှိအောင်နှစ်ယောက်သားဟိုအကူကထိမ့်မိပါတယ်ဟုတ် ဟိုကိုအေးပြောတော့သူအဲ့လိုစားတယ်စားတယ်ဆိုတော့လူလေးပဲတက်မှာစင်ဟိုဘယ်လိုပြောရမလဲသူတို့ချင်းဆုပ်ကန်နေပြီဆိုတော့ရှင်လည်းအဲ့လိုမျိုးဟိုဟာသရေပြောနေရလိကာကြမ်းလို့ရှင်သူပြောရတဲ့ဟာတော့ကိုတော်မျိုးကိုတော်နောက်ကနေအဲ့လိုမျိုး like like ရတဲ့ဟာမျိုးရှိရပါတော့เนาะအဲ့လိုမျိုးဆိုတော့သူကတော့အရင်အစင်မှာမှာသူမျက်နှာအရင်လဲ ပြောင်းနေပိတ်သက်တွေဆိုလဲသူ့ကိုပို့ပြီးတော့လို့ဝိုင်းမီချစ်ချာရအီစီရရန်ဟိုဟွာကွဲပြီးအရန်ရှီရတယ်အီစီရညိန်နေမနာကြီးရလားမသိဘူးမဟုတ်ဘူးကျွန်တော်ကအဲ့လိုစကားကိုအဲ့လိုအများကြီးအများကြီးမပြောတတ်တာအဲ့လိုအဲ့အဲ့တော့အကိုကအရင်ရောက်နေအောင်အကိုရင်ရောက်နေအောင်အကိုကသူကပွဲထဲမှာလမ်းရှောင်ကျွန်တော်ကကားပေါ်နေပြတော့အလူကိုကြည့်ပါဟဲ့ဟိုမားလေဟဲ့ပွဲထဲလည်းနေရတူရောက်နေအဲ့တော့နည်းနည်းမားတော့မယ်တူတူရှိရအောင်မားဟုတ်တယ် အဲ့လိုနောက်ကြမှာဟဲ့မဟုတ်ဘူးအဲ့ဒါ easy ကိုဆိုအေးဆိုရအဲ့လိုပဲဟိုတခုဆိုလို့ရှိရင်ညီလေးတို့လိုရှိရဥမာဟိုကျွန်တော်အဲ့လိုမုန်းစိတ်မွေးတွေပါလေဆိုလို့ရှိရင်တည့်မှာဒီတိုင်းလက်နဲ့ထိုင်နှုတ်တာရှိရပြီးလက်သေးတွေပါတခါကျရင်စိတ်တည်းအခုရောက်နေကိုက်နေတယ်သူအကြံပြောမင်းလုတ်ပြန်ပြီဆိုဟိုမိပါအဲ့ကြံမင်းပြောပြောတာပြောနားလည်းမထောင်ဘူးတချို့ lucky side နဲ့ပတ်သက်တဲ့ပါလေဆိုလို့ရှိရင်တော့အမြဲနားထောင်ပါလေဟိုပြီးတော့အဲ့လိုပေါ့ဟိုကျွန်တော်ဂျာရဲမှာကျတော့ဟို ဘာစိတ်ညာစိတ်အဲ့လိုမျိုးရယ်မရှိကြတော့တောင်းနေတယောက်ကအဲ့လိုအေးစစ်စစ်ပါပဲအေးစစ်စစ်ပါပဲဟိုကျွန်တော်နဲ့အလုပ်ရှိရကားကြရင်အကိုအေးဒီလုပ်လေးရောရှိတယ်ပြီးတော့လို့ရှင်ညီလေးဒီလုပ်လေးရောရှိရဲ့တော့ခေါ်ပြရအဲ့လိုမျိုးလေးတော့အပြန်အလှန်ရှိကြပါပဲပြီးတော့လည်းခုနောက်ပိုင်းပွဲလေးတွေအတူတူသွားပြီးတော့ဖြောပြပြနေတော့ဟိုအလုပ်ရှင်တွေကလည်းတော်တော်များများ အဲ့ဒီဆိုရင်နှစ်ယောက်တူတူလေးခေါ်ခြင်းနဲ့ဆိုပြီးဖြစ်တာပေါ့အဲ့လိုနဲ့ပဲဒါခုနောက်ပိုင်းနှစ်ယောက်တူတူနှစ်ယောက်တူတူအမြဲတွဲပြီးရလုပ်ဖြစ်နေရပေါ့အတူတူအခုဆိုလဲဒါအတူတူသွားအတူတူလာပေါ့ပြီးတော့ကျွန်တော်တို့နှစ်ယောက်အခုပြန်ပြီးတော့ဟိုလုပ်ဖြစ်သွားရလဲအတူတူအဲ့လိုလုပ်ဖြစ်တာဆိုတော့နှစ်ယောက်ချားမှာအဲ့လိုမျိုးဘာမှဟိုတယောက်နဲ့တယောက်လိုမျိုးတော့မရှိပါဘူးရှိရှိလင်းလင်းပဲဒါတော့ဒီလိုရှိရပြီးတော့တယောက်နဲ့တယောက်ချားမှာလည်းပုတ်ပုတ်လင်းလင်းပြောရပြဒါတော့ကိုယ်ဒါတော့ဒီလိုလိုရှိရကျွန်တော်တို့ဒီလိုလိုလိုချင်တဲ့ဒီလိုလိုဖြစ်တယ် လူလေးပြောလို့ရှိရင်တော့ကိုကโอเคငါတော့လူလူစင်ပြေတယ်ဆိုပြီးတော့နှစ်ယောက်သားညှိနေနိုင်တဲ့အကုန်စင်ပြေပါတယ်ဟုတ်အကိုကပြောမယ်ဆိုတော့အချိန်တိုင်းလိုလိုလက်ချာရိုက်တာများဟာသာပြောရလဲပြောတာပေါ့ဒါပေမဲ့အချိန်တိုင်းဆိုလို့ရှိရင်တော့ဘာလို့သူကြပြန်တော့လဲကျွန်တော်ထက်အသက်ရွယ်ရောဟိုပိုင်းရောဒါဟိုပြောမယ်ဆိုရင်ကြီးတယ်လေကြီးရဆိုတော့ဟိုသူကြောက်ရလဲဟိုသူရှင်တန်ခဲရရဲ့ပတ်ဝန်းကျင်ရဲ့ပြီးတော့သူ့ရဲ့ lifestyle ရဲ့ရကြတော့သူလည်းခံခဲ့ရရဲ့များများတော့အဲ့မျိုးဆိုတော့ဟိုကျွန်တော်ဆိုလဲညီလေးဒါရတူတူရှိရယ်အကိုတို့ကဘလို့ ဘလိုဘလိုရှိရလူတွေကဘလိုဘလိုရှိရအဲအဲ့လိုမျိုးအများရန်ပြောပြပေါ့အလုပ်တွေပါဆိုလဲညီလေးအလောက်ကလူလူလောက်ကလဲဆိုအချိန်တိုင်းကတော့အဲ့လိုဘေးနားနေပြောနေရပဲအခီးကြီးပါသွားလို့ရတော့တလန်းလုံးနှတ်ထောင်ပြီးတော့စောင်းတော့စောင်းလားစောင်းတော့စောင်းပါဘယ်ကမလဲမိုင်တော့အဲ့လိုမလုပ်ပါဘူးဘာလို့ဆိုသူပြောရတာကြီးပြတော့လဲဒါဟုတ်လဲဟုတ်တယ်လေသိရမလားသူကဆိုပြောနေတာကမောင်းနေညစ်ဒါတော့ဘလို့ရှိရဒါတော့ဘလို့ရှိရသူကဆိုပြောသွားတာပဲဒါကြာကြရင်အเจ้าနေ ောက်တဲ့အချိန်ပြောတာအဲ့လိုပဲဟိုမန္တလေးသွားတော့ဆိုရန်ကုန်ကနေမန္တလေးရောက်တဲ့ဒီပဲအော်မန္တလေးရောက်သွားပြီလားခါလေးရောလဲအဲ့လိုငယ်တော့အเจ้าနေပြောလိုက်ပြီးွားလို့ရှိရင်အခုတော့အလုပ်တရားပါရပါလိုက်ဖြစ်တယ်ဘယ်သူတွေကတော့ဘယ်လိုမျိုးလုပ်နေကြလဲဘယ်သူတွေကတော့ဘယ်လိုမျိုးစ조사မင်းတို့စ조사လို့မရဘူးတော့မစ조사လို့မရဘူးတော့အဲ့လိုမျိုးပြောတာပေါ့နှစ်ယောက်ကအလုပ်အเจ้าနဲ့တိုင်နေအမောပြောလိုက်တော့အလုပ်ကြောင်းနဲ့အတင်းထုတ်ကြတော့လာပါဘာလဲမတိုင်နေဘူးအခုကတော့အခုမှပြန်ပြီးတော့ဒီအလုပ်လေးကပြန်လုပ်နေရတာကိုပြန်လုပ်နေရတော့ ခုကတော့တောက်လျှောက်ဟိုသွားလိုက်လာလိုက်လှုပ်လိုက်အဲ့လိုမျိုးဆိုတော့အဲအဲ့ဒီပိုင်းကတော့တဲ့မှာရန်ဟိုဟိုပြောရအောင်လဲဟို main ကောင်းစဉ် chapter ကြီးတော့မရောက်သေးဘူးပေါ့။နည်းနည်းပေါ့အတွေ့အကြုံတွေပါဝင်ရတာเนาะညီတက်ခွဲမယ်ဒါမျိုးဆိုပြောလေ။အဲ့လိုမျိုးတော့အကိုနဲ့ကနည်းနည်းတော့တူးဆန်းဘယ်လိုပြောရမလဲသူနဲ့ကြတော့ဟိုတငယ်ချင်းလို့ဆိုတာတက်ဟိုအကိုတွေလို့အကိုလို့ဖြစ်သွားတာပေါ့နော်အကိုလို့ဖြစ်သွားတော့ပြောတော့ပြောတယ်ဒါပေမဲ့အများကြီးအဲ့လိုကြီးမပြောဘူး။ तू ကတော့တည့်ရမှာပြောပြီးဆိုလို့ရှိရင်အာ င်းလေအလုတ်တိချလုံးမင်းငါအကြောင်းကြားဘူးလားငါမိမရွှေ့ဘူးတာကြားဘူးလားမင်းငါအလုတ်တွေပဲလောက်တာဆိုသူပြန်ဟုတ်ဟုတ်အဲ့လိုနားထောင်ရတာပေါ့ဗျာအဲ့လိုကြည့်ရနော်ကြီးစားမရွှေ့ဘူးအမေရောဆူရအကောဘူကြည့်ပါရဲ့ကျွန်တော်ကကျွန်တော်ကအဲ့လိုကျွန်တော်ကကြောက်ဘယ်လိုလဲဆိုတော့ပြန်ပုတ်ဖြစ်တယ်နာမည်ကြီးသမင်းက အကြိုက်လေးပါလေးရှိပါအဲ့လိုလေးပေါ့အဲ့တော့ကြောက်လေလေဟိုပြောမိတာပြောဘလူးလေးအကြိုက်တယ်ဘလူးလေးပုံစံလေးအကြိုက်တယ်ဆိုပြောတာပြောတာတကယ်တမ်းကြပြန်တော့လေဟိုတကယ်တမ်းတကယ်တမ်းစိတ်ရှိသွားတဲ့အခါကြောက်လေဘလူးဖြစ်ဖြစ်ရှိသွားတယ်ဒီမှာလေးဆိုလည်းရတယ်ဒီဘဝဝန်တီပါရဲ့ အဲဘာရှိသေးလဲဆိုတော့ကျွန်တော်ဒီလထဲမှာခီးသွားနေပြောပွဲတွေရှိတယ်နေပြောပွဲရှိတယ်ပြီးရင်တကြံလည်းပွဲတွေရှိတယ်အပြီးကြိုင်းမှာလည်းနေပွဲတွေရှိမယ်ဟုတ်အဲတကြံတော့တချင်းဆိုတာပါဟုတ်ရန်ကုန်မှာတော့မဟုတ်ကျွန်တော်နေဘက်မှာပါပဲဟုတ်ဟုတ်အကိုဘက်ဖြစ်မယ်ထင်တယ်ဟုတ်ကဲ့ပြောပွဲပြောပွဲပြောပွဲကပြောပွဲကတော့လူကြီးကနောက်နေအောင်လေးတို့နေပဲတဲ့ထက်ကဲမယ်တဲ့โอเค ော့နောက်နေ့နောက်နေ့ကျရင်လည်းဒီလိုဗီဒီယိုတက်လာအောင်ပါဗျာကြိုပြီးတောင်းပန်ပါတယ်